င်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့မျိုးတော်နဲ့ sister to sister အဖွဲ့တို့ပူးပေါင်းပြီးမြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့အသိပညာပေးအစီအစဉ်အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် point to know her matter မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရက်ရွာတွေထိခိုက်နေတာမှုမရှိသေးရေးကအရေးကြီးတာလေရက်ရွာတွေကိုပြန်လဲထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုညီကြပေမဲ့ဒီအကူအညီတွေကြောင့်မိဖက်တွေနဲ့ရက်ရွာတွေကို ပို့ပြီးထိခိုက်သွားစေသလားဆိုတာအမြဲစမ်းစစ်နေဖို့လိုပါတယ်။ဒါကြောင့် RCS Reimagining Conflict Sensitivity အဖွဲ့ရဲ့စာရန်းမြေပါစဉ်းစားသုံးသပ်ချက်တွေကိုမြင်ညာပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့နေ့စဉ်အပိုင်းလိုက်နှိဆက်ပေးသွားမှာဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းကျမတို့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းစကိုင်းငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီလိုထိခိုက်ဆုံးရှုံးမှုတွေအတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နစ်နာမှုမရှိစေရေးဒူနိုဟန်အတွက်စစ်စာတုံးတက်ရမယ့်အချက်ကိုချက်ကို RCS အဖွဲ့ရဲ့စာတမ်းငယ်မှာတွေ့ရပါတယ်ဒီကနေ့မှာတော့အဲ့ဒီအချက်ကိုချက်ထဲကဒုတိယအချက်ဖြစ်တဲ့စစ်ကောင်စီကြောင့်ကယ်ဆယ်ရေးသမားများနဲ့ရဲရွာပြည်သူများအပေါ်ဖြစ်ပေါ်လာနိုင်တဲ့ပြည်ပခဘေးဥပါဒ်များကိုနားလည်ခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ငလျင်ကြောင့်ဘေးဒုက္ခတွေဖြစ်ပွားနေပေမယ့် စစ်ကောင်စီကစကိုင်းတိုင်းရှမ်းပြည်နယ်နဲ့အခြားဒေသတွေမှာရှိတဲ့အယက်သားပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်လျက်ရှိနေပါတယ်။ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်ကစပြီးဧပြီလ3ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း28ကြိမ်ပြုလုပ်ခဲ့တယ်လို့ RCS အဖွဲ့ရဲ့စာတမ်းငယ်မှာဖော်ပြထားသလိုပိတ်ဆို့မှုတွေနဲ့စစ်တပ်ရေးဖျက်တောက်မှုတွေကြောင့်တိုက်ပွဲသတိပေးချက်တွေနဲ့သတင်းအချက်အလက်ရရှိမှုတွေမှာအဟန့်အတားဖြစ်စေခဲ့ပါတယ်။ ဒါဟာပြည်တွင်းကုညီကယ်ဆယ်ရေးသမားတွေအတွက်ဘေးအန္တရာယ်ပိုမိုတိုးမြင့်စေပါတယ်စစ်ကောင်စီဟာဆက်ပြီးတော့လေဒေသခံပြည်သူတွေနေထိုင်တဲ့နေရာတွေကိုလက်ရှိအချိန်ထိရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလှုပ်ဆောင်နေစေဖြစ်ပါတယ်စစ်ကောင်စီကြောင့်ကုညီကယ်ဆယ်ရေးသမားတွေနဲ့ရဲရွာပြည်သူတွေအပေါ်ဖြစ်ပေါ်လာနိုင်တဲ့ပြိပက္ခဘေးဥပါဒ်များကိုနားလည်ခြင်းနဲ့ပတ်သက်ပြီးထဲ့သွင်းစဉ်းစားရမယ့်အချက်၃ချက်ရှိပြီးအဲ့ဒီအချက်၃ချက်ကတော့နံပါတ်၁အနေနဲ့ပြည်တွင်းကယ်ဆယ်ရေးသမားတွေကိုကာကွယ်ပေးခြင်း ံပါတ်1အနေနဲ့ဘေးအန္တရာယ်ဆန့်စစ်ခြင်းနဲ့နံပါတ်3အနေနဲ့စိတ်လူမှုအကူအညီတို့ဖြစ်ပါတယ်။ပြည်တွင်းကယ်ဆယ်ရေးသမားတွေကိုကာကွယ်ပေးခြင်းအချက်မှာတော့ရက်ရွာအတွင်းလက်ရောညီထွေဆောင်ရွက်ရေးမှတ်တမ်းပြုစုရေးကုသန်းသွားလာရေးစီမင်းတတ်မှတ်ရေးနဲ့တကွစစ်ကောင်စီရဲ့စစ်ဆေးမှုတွေမှာအမြင်မပေါ်စေရေးစစ်ကောင်စီနဲ့ထိတွေ့မှုရှင်းချနိုင်ရေးတို့အပါအဝင်စစ်ကောင်စီထိန်းချုပ်နေမြများအတွင်းရှိပြည်ရင်းကယ်ဆယ်ရေးသမားတွေကအဓိကဆောင်ရွက်တင်ပါတယ်။ ဒီနေရာမှာရဲရွာအတွင်းလက်ရောညီထွေဆောင်ရွက်ရေးအတွက်ဒေသခံတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတရက်တည်ဆောက်ဖို့လိုပါတယ်။သူတို့ရဲ့လူလားချက်ကိုစန့်ကျင်ဆောင်ရွက်ခြင်းတည်းသူတို့ရဲ့လူအပ်ချက်ကို အလိုက်အထိုက်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ဒေသခံအများစုဟာငလျင်ကြောင့်စိတ်ပိုင်းဆိုင်ရာမှာအနည်းနဲ့အများဆိုသလိုထိခိုက်မှုတွေရှိခဲ့တယ်ဆိုတာကိုသတိပြုမိဖို့လိုပါတယ်။မှတ်တမ်းပြုစုရေးအပိုင်းမှာဆိုရင်လေလူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးအရာကယ်ဆယ်ရေးဆောင်ရွက်မှုအခြေအနေနဲ့ ပစ္စည်းဆိုင်ရာလုံခြုံရေးအရာရွှေ့ပြောင်းစေတင်မှုအခြေအနေတွေအတွက်မှတ်တမ်းတင်မှုဟာမဖြစ်မနေလိုအပ်ပါတယ်။ကုသန်းသွားလာရေးစီးမြင်သတ်မှတ်ရေးနဲ့တကားစစ်ကောင်စီရဲ့စစ်ဆေးမှုတွေမှာအမည်မပေါ်စေရေးအပိုင်းမှာစစ်ကောင်စီနဲ့ပတ်သက်တဲ့စစ်ဆေးရေးဂိတ်တွေကိုတနိုင်သမျှဖျက်ဆီးမှုမပြုတာရှောင်ကွင်းသွားလာတာမျိုးနဲ့စစ်ဆေးခံရမှုကနေအမည်ပေါ်မှုကိုရှောင်ရှားနိုင်ပါတယ်။အလားတူစစ်ကောင်စီရဲ့ကြီးကြပ်မှုနဲ့ဆောင်ရွက်နေကြတဲ့ကယ်ဆယ်ရေးနေရာတွေကိုရှောင်ပြီး ငလျင်ကူညီကယ်ဆယ်ရေးတွေအားနေပြီးအလန်းကွာတဲ့နေရာတွေမှာကယ်ဆယ်ရေးဆောင်ရွက်ခြင်းပြီးစစ်ကောင်စီနဲ့ထိတွေ့မှုကိုလျှော့ချနိုင်ပါတယ်။ဘေးအန္တရာယ်ဆန်းစစ်ခြင်းအချက်မှာတော့အရမစစ်မှုထမ်းစုဆောင်ခြင်းနဲ့စစ်တပ်ရဲ့နှောက်ယှက်ဟန်တာခြင်းအဆရှိတဲ့စစ်ကောင်စီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေအပေါ်အခြေခံပြီးဘေးအန္တရာယ်ဆန်းစစ်လေးလာမှုတွေကိုပုံမှန်ပြုလုပ်နေတင်ပါတယ်။တစ်ချိန်တည်းမှာပဲကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေအနေနဲ့ပြည်တွင်းဝန်ထမ်းတွေကို စစ်ကောင်စီရဲ့နိုင်လိုမင်းထက်ပြုကျင့်မှုတွေနဲ့မတွေ့ကြုံကြလေအောင်အတက်နိုင်ဆုံးရှောင်ရှားနိုင်စေရန်စီစဉ်ပေးခြင်းဖြည့်ရှင်းဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေကို လိုအပ်သလိုချိန်ညှိခြင်းတို့ကို ပြုလုပ်ပေးတင်ပါတယ်စစ်ကောင်စီဟာသူတို့ရဲ့အားနည်းနေတဲ့စီအာကိုမရရအောင်ဖြစ်တင်းနေတာမို့ကယ်ဆယ်ရေးသမားတွေကအသက်အရွယ်ကန့်ညီသူတွေကိုအရမလူသစ်စုဆောင်းမှုတွေပြုလုပ်လာနိုင်ပါတယ်ငလျေကယ်ဆယ်ရေးအကြောင်းပြပြီးအရမလူသစ်စုဆောင်းမှုပြုလုပ်ခဲ့တာတွေလည်းရှိခဲ့ပါတယ် မကွေတိုင်းစစ်တပ်တရမြို့အတွင်းကကြေးရွာတချို့မှာစစ်ကောင်စီကငလျင်ကူညီရေးလို့ဆိုကကြေးရွာအုပ်စုတအုပ်စုကိုလူတယောက်နှုန်းနဲ့လူဝက်စာထုတ်ပြီးတောင်းခံခဲ့တာဒီလေဧပြီလဆန်းပိုင်းကရှိခဲ့ပါတယ်ငလျင်တံမခံရတဲ့ဒေသတွေမှာလည်းငလျင်ဘေးကူညီကယ်ဆယ်ရေးလို့ခေါင်းစဉ်တက်ခါစစ်မှုထမ်းဆင့်ခေါ်စာတွေနဲ့လူငယ်တွေကိုဆင့်ခေါ်တာမျိုးရှိခဲ့ပါတယ်အလားတူကယ်ဆယ်ရေးသမားတွေကိုသူတို့လိုချင်တဲ့ပုံစံအတိုင်းကူညီကယ်ဆယ်မှုဖြစ်အောင် PRP အနိုင်ကျင့်တာတွေလည်းပြုလုပ်လာနိုင်ပါတယ် ဒီလိုအခြေအနေတွေကြုံလာတဲ့အခါတမာတမတ်ကြပြီးဈာဝင်ဖြည့်ရှင်းနိုင်တဲ့အဖွဲ့သို့မဟုတ်လူပုဂ္ဂိုလ်တွေနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်။ငလျင်ကူညီကယ်ဆယ်ရေးပရာဟိတအဖွဲ့တွေကိုစစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှူးဇာယမှုတွေကနေတဆင်ပဲ။ကူညီခိုင်းတာတွေနဲ့စစ်ကောင်စီရဲ့ကူညီကယ်ဆယ်ရေးမှာထိန်းချုပ်မှုတွေကြောင့်တကယ်ငလျင်ကြောင့်ဒုက္ခရောက်ခဲ့သူတွေကအကူအညီမရရှိပဲသူတို့နဲ့နှိစက်သူတွေသာအကူအညီရရှိခဲ့တာတွေလည်းရှိခဲ့ပါသေးတယ် စိတ်လူမှုအကူအညီ psychosocial support အချက်မှာတော့ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့သားတွေအနေနဲ့စိတ်ထံရာနဲ့ PR တွေကိုခံစားနိုင်ခြင်းမြင်မာလွန်လာတဲ့အတွက်လိုအပ်တာထပ်ပူပြီးခံစားရနိုင်ခြင်းရှိတဲ့စိတ်တင်းကျပ်မှုတွေနဲ့ရုပ်ခန္ဓာပိုင်းချိတ်ချောက်မှုတွေကိုခံနိုင်ရရှိစေဖို့အတွက်ခိုင်မာအကောင့်နဲ့စိတ်ကျန်းမာရေးနဲ့စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ဝန်ဆောင်မှုတွေမပြတ်မကွက်ပေးရသွားဖို့လိုအပ်ပါတယ်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဟာ ငလျေပေးတံခံခဲ့ရတဲ့သူတွေသာမကပဲကိစ္စရေးသမားတွေမှာပါအနည်းနဲ့များဆိုသလိုဖြစ်ပေါ်လာနိုင်တာကြောင့်စိတ်လူမှုအကူအညီဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်ဥပမာမန္တလေးမြို့ကငလျင်ဘေးသစ်ပြည်သူတွေဟာဆိုရင်ကုညီကိစ္စရေးအဖွဲ့တွေပရာဟိတအဖွဲ့တွေနဲ့စစ်ကောင်စီကယာယီတဲတွေစောက်ပေးထားပေမဲ့စစ်ကောင်စီစောက်ပေးထားတဲ့ယာယီတဲတွေမှာတော့တာမန်ပြည်သူတွေမနေရကြပဲစစ်ကောင်စီရဲ့ဝန်ထမ်းတွေသာနေထိုင်နေကြပါတယ် ဒါကိုကြည့်ရင်စစ်ကောင်စီရဲ့ကုညီကယ်ဆယ်ရေးတွေဟာတာမန်ပြည်သူတွေအားလုံးနဲ့အကျိုးဝင်မှုမရှိဘူးဆိုတော့ခန်းစားချက်မျိုးကိုသာရရှိနိုင်ပြီးကြောက်ရွံ့စရာအခြေအနေတစ်ခုဖြစ်နေတယ်ဆိုတာမြင်တွေ့ရပါတယ်။ဒါအပြင်ငလျင်ကယ်ဆယ်ရေးလုပ်တဲ့နေမြေတွေမှာအနှိဋ္ဌာယုံမြင်ကွင်းတွေကိုသာအများဆုံးမြင်ရမှာဖြစ်တယ်လို့နေထိုင်စားတောက်ရောက်မှုတွေနဲ့ပင်ပန်းကြမ်းတမ်းတဲ့ကုညီကယ်ဆယ်ရေးဆောင်ရွက်မှုတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံတွေ့လာရတဲ့အခါ စိတ်လူမှုဆက်ဆက်ရေးအထောက်အပံ့ဝေဆောင်မှုတွေပေးသွားဖို့လိုအပ်မှာပဲဖြစ်ပါတယ်ရှင်။ Point Juno Hamada မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရက်ရွာတွေထိခိုက်နေတာမှုမရှိစေရေးကအရေးကြီးတာလေ။အာဆီယအဖွဲ့ရဲ့စာရန်ငယ်ပါစဉ်းစားသုံးသပ်ချက်တွေကိုနောက်နေ့မှလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။